ဖေမြင့်နှလုံးသားအာရာတတိဆိုတာအဲ့ဒီတော့ရှင်ကကျမကိုတတိရှိတယ်လို့ယူဆတယ်ပေါ့သူမကမေးသည် ဟုတ်တယ်အင်းလေဟုတ်ချင်လဲဟုတ်မှာပေါ့ဒါပေမဲ့တတိရှိတယ်ဆိုရင်လဲအဲ့လိုရှိလာအောင်စွပေးတဲ့ပုဂ္ဂိုလ်တချို့ကြောင့်လို့ဆိုရမှာပါပုဂ္ဂိုလ်တယောက်အကြောင်း ကျမပြောပြပါမယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျမ Stanford စီယုံမှာစေတနာဝန်ထမ်းအလုပ်လုပ်ခဲ့ဘူးတယ်။အဲ့ဒီမှာ Lisa ဆိုတဲ့လူနာမိန်းကလေးတယောက် ကျမတွေ့ရတယ်။သူ့ကလေးကအင်မတန်ဖြစ်ခဲတဲ့ယောဂဝေဒနာစုတစ်မျိုးကို ခံစားနေရတာ။သူ့နှလမ်းပြန်ထူလာဖို့အတွက်အသက်၅နှစ်ပဲရှိသေးတဲ့သူ့မောင်လေးစီကသွေးကိုသွင်းပေးတဲ့နီလန်တစ်ခုပဲရှိတော့တယ်။ဒီမောင်လေးကသူ့ကိုယ်တိုင်သူ့အမရဲ့ယောဂမျိုးဖြစ်ခဲ့ဘူးပြီး ထူးခြားအံ့ဩပွဲ ပြန်ကျမ်းမှရှင်သန်လာခဲ့သူလေးပဲအဲ့ဒီယောဂကို ခုခံတွန်းလှန်နိုင်တဲ့ပရိစီတွေလည်းသူ့ရဲ့သွေးထဲမှာဖြစ်ပေါ်ခဲ့တယ်ဆရာဝန်ကဒီကလေးကို သူ့အမရဲ့ယောဂအခြေအနေအကြောင်းရှင်းပြပြီးအမအတွက် သူ့သွေးကိုပေးလို့တဲ့စံနှားရှိသလားမေးတယ်ကောင်လေးကခဏတော့တွေ့သွားတာကျမသတိထားမိတယ်အဲ့ဒီနောက်တပ်ပြင်းတစ်ချက်ရှိုက်ပြီးသူ့ပြန်ပြေးတယ် မမအသက်ကိုကယ်နိုင်မယ်ဆိုရင်ကျွန်တော်ပြပါမယ်တဲ့အဲ့ဒါနဲ့သူ့စီကသွေးကိုသွင်းတဲ့အခါအမဂရင်ဘီမှာ သူ့လဲဂရင်တလုံးနဲ့လှိမ်းကြည့်နေတယ်ကမလေးပပြင်မှာသွေးရောင်တန်းလာတော့ကျမတို့ကြည့်နေသူတွေအလုံးနီးသူသူ့လဲပြုံးနေတာပဲအဲ့ဒီနောက်တော့သူ့မျက်နာလေးဖြူရွရွဖြစ်လာပြီးအပြုံးလေးလဲပြဲသွားတယ်ပြီးတော့ဆရာဝန်ကိုမော့ကြည့်ပြီးတုံတုံကြီးအတန်လေးနဲ့ သူမေးရှာတယ်ကျွန်တော်အခုတခါတည်းသေသွားတော့မှလားတဲ့ကလေးကငယ်တော့ဆရာဝန်ရှင်းပြတာကိုကောင်းကောင်းသဘောမပေါက်ဘူးသူက သူ့အမအတွက်သွေးပေးရမယ်ဆိုတာသူ့သွေးအလုံးဖောက်ပေးလိုက်ရမယ်လို့ထင်တာကိုအဲ့ဒါပါပဲတတိစိတ်မွေးပေးတဲ့အဲ့ဒီလိုပုံကိုမျိုးတွေ့ခဲ့ရဘူးလို့ကျမမှလည်းတတိဆိုတာရှိတတ်လာခဲ့တာပါ